ဝေးရာတွေကိုဆောင်ရွက်တာဖြစ်တဲ့အတွက်ဆောင်ရွက်တဲ့နကိစ္စလို့တော့ဒီလိုမြန်ပါဗျတင်မတင်မတင်မဆိုတော့အခုဘုံဘုံတပြည့်တော်နဲ့ပြောရတဲ့အတွက်အထူးမြန်မာနိုင်ငံသားတွေအထူးတန်ဃာတော်တွေမြန်ဘုံဘုံမိတ်ချားတဲ့နဲ့စကလုံးများကိုရှင်းပြပေးပါအောင်ဗျာဗာလိမန်ဒီအချိန်မှာမြန်မာနိုင်ငံနဲ့ဘုံဘုံရဲ့တိပိဒကဆရာတော်တပါးရဲ့တသက်တာမှတ်မိတော့တဲ့အမိတ်လေးတွေပေါ့ဗျာအစိုးမိတ်လေးတွေပေါ့ အဲဒါကတော့တပည့်တော်ကလည်းသာသနာဝန်ထမ်းဖြစ်တော့အဲနတ်ဆော့ပြားရဲ့တပည့်လည်းတပည့်သားမြည်လည်းဖြစ်တော့လေတမန်ပြားနတ်ဆော့ပြားရဲ့ဆုံးမတဲ့စကားတွေပဲတပည့်တော်ကတော့ကြားရောက်ပါတမန်ပြားအဲ့တော့ကြားရောက်လဲဆိုတဲ့ကိစ္စမှာအဲပါလေဆိုတဲ့ခါကျတော့နတ်ဆော့ပြားကပြိနေမှာစောင့်တော့မယ်ဆိုတော့ ခန္ဓာဓာတိဘိက္ခဝေအာမန္တယာမိဝောဝေယဓမ္မသင်္ခါရဝေယဓမ္မသင်္ခါရဆိုတဲ့ကိစ္စမှာဟာတပြောလို့အေးငါနောက်ဆုံးအဲတိစီချမ်းသာကတော့ဝေယဓမ္မသင်္ခါရသင်္ခါရဆိုတဲ့အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးအကြောင်းမှန်သမျှသည်ပြတ်သွားတဲ့တဘာဝတွေကြီးပဲဒီမှာပြဒါကြောင့်မို့လို့အပမဒိနာတမ္မာဒိနာဆိုပြီးတော့ဒီတတိတက်ကင်ထားဖို့ဒီလိုလို့ညော့ဆော်ပြား မှားွားတယ်ပေါ့နော်မှားွားတယ်ဆိုတော့မြတ်စွာဘုရားကဘယ်တော့အရေးကြီးလို့အဲ့ဒီလိုမှားတယ်လဲဆိုတဲ့ကိစ္စဒီလိုကသုံးသပ်မိတာပေါ့အဲ့ဆိုတော့ဒီလိုတို့တိုင်းပြည်မှာဟာဒီလိုတိုင်းပြည်မှာအခုဒီလိုကိုယ်နေပေါ့ဒီမှာဒီမှာစားရဒီမှာဒီမှာဆံပြားတည်တဲ့တိုင်းမှာကြောက်ပြီးနေဒီမှာပထမကအဲပထမကတပည့်တော်ကမေတော်ကြီးနဲ့လူထွက်စာရှင်ဖတ်မယ်อืมဟောမထွက်ဖြစ်ဘူးဒီလိုပေါ့ဗျာပြီးရင်တက်ကတူပြတ်မယ် အမတက်ဖြစ်ဘူးအပိတကသုံးပုံဖြစ်တယ်စသည်စသည်ပေါ့ဗျာဟိုထန်ထားတာဒီမထန်ထားတာဒီကဖြစ်ချင်တယ်လို့ဖြစ်တာဗျာအကြောင်းရှိနော်အကျိုးကဖြစ်တာကြီးလေဗျာအဲ့လို့ဆိုတော့ဒီလိုလိုကဒါကဘာမှတရေတိဆုတ်ကင်ထားလို့မရဘူးဒီမှာအဲ့တော့ဒါကဘာလဲဆိုတော့နောက်ထပ်ဒီလိုလိုအားလုံးကြားရိုက်ကြုံတွေ့ရတယ်ဆိုတဲ့ကိစ္စမှာအခု အဲဒီလိုလိုတိုင်းပြည်သားတွေဒီလိုလိုသာသနာ့ဝန်ထမ်းတွေကြုံတွေ့ကြရတယ်ဆိုတဲ့ကိစ္စမှာပါလေဟိုဒီလိုလိုတိုင်းပြည်အဝမ်းမှာအဲဒီလိုလိုတိုင်းပြည်အဝမ်းမှာဟိုဒီစိတ်ဝမ်းကွဲစရာတွေဟလာညင်ညွတ်မှုပြက်ပြားမှုရာအကြောင်းတရားတွေအကြောင်းဖြစ်လာတော့လေအကျိုးဆိုတာဖြစ်သွားတာပေါ့ဗျာဘယ်သူမှတောင်းရှိတယ်လို့ဒီလိုပါဆိုလို့တာမဟုတ်ပြီမဲ့ဒါဒီ အကြောင်းရှိလို့ဖြစ်သွားတဲ့ကိစ္စတွေရှိပါပဲဗျာမှန်ပါဗျာပြီးတော့ကိုဗစ်ပေါ့ဗျာကိုဗစ်ရောဂါကြတော့တပည့်တော်တို့တကဘာလုံးနဲ့ဆိုင်တဲ့အကြောင်းတရားပါဗျာမှန်ပါအဲ့တော့ဒီလိုလို့ကိုဗစ်ဖြစ်လာပြီဆိုရင်တချို့သောသူတွေအတွက်ကအသက်ရောဂါအသက်ဆုံးရှုံးဖို့တချို့သောပုံပုံတွေအတွက်အချမ်းအားကြီးဆုံးရှုံးဖို့တချို့သောပုံပုံတွေဆီးပွားဥစ္စာဆုံးရှုံးဖို့ ဒါပေမဲ့တချို့သောသူတွေအတွက်တော့တိုးတက်မှုရပါဘူးဖြစ်နေတတ်ပါလားဗျာတမပါဘုရားမကောင်းဘူးဆိုတာတမပါလေဗျာတမပါဘုရားအဲ့လိုပဲဒီလိုလိုဒီပြီးတော့ဘာဒီကြုံကလည်းအဲဒီလိုလိုဒီငလျံပေါ့ဗျာတမငလျံဆိုတဲ့ဟာကိုကြုံရတဲ့အခါမှာလည်းပဲတချို့သောသူတွေအတွက်အသက်ဆုံးရှုံးဖို့တချို့သောသူတွေအတွက်ခြေတက်အင်္ဂါဆုံးရှုံးဖို့တချို့သောသူတွေအတွက်ကစီးပွားဥစ္စာတွေဆုံးရှုံးဖို့ဖြစ်တယ်ဒါပေမဲ့လို့ တန်ခါရသဘောအကြောင်းရှိလို့ဖြစ်လာတဲ့အကျိုးတရားမှမများဘူးအဆိုးတက်တက်လည်းမဟုတ်တလို့ရှင်ပြအကောင်းတက်တက်လည်းမရှိဘူးညဒီမှာအကောင်းတက်တက်လည်းမရှိဘူးဒါကြောင့်မို့လို့ဒီလိုဒီအကောင်းတက်တက်မရှိတယ်လို့အဆိုးတက်တက်မရှိတဲ့ကိစ္စမှာကိုယ့်အတွက်အကောင်းဘက်ကရှိမြအောင်ဘာဒီရှိမလိုက်မလဲဆိုရဲဟာတော့အရင်အရေးကြီးပါပေါ့ဗျာအဲ့တော့ ခုလိုငလျံတောက်လိုက်တဲ့ခါမှာကိုယ်အသက်နှုတ်သွားတာမခံရသေးဘူးဟုတ်ပါဆိုရင်ခြေနဲ့အံကစွန့်လို့ရသည်တိုင်အောင်အတိညာနဲ့လှုပ်လို့ရတဲ့အလုပ်ဒီလောက်ရမှာပေါ့ဗျာမှန်ပါဗျာအဲ့တော့ခြေနဲ့အံကစွန့်ရတာလည်းမဟုတ်အသက်လည်းစွန့်ရတာလည်းမဟုတ်ပဲနဲ့စီဘွားဥစ္စာစွန့်လို့လဲရတဲ့ဆိုရင်လည်းပဲတပည့်တော်တို့ကာနာကိုလည်း ပြည်စုံနေတဲ့အတွက်များစွာသောကုသိုလ်တွေနဲ့များစွာသောကြီးပွားမှုတွေကိုတည်ဆောက်ရှေ့ဆက်တည်ဆောက်ဖို့လုပ်မှာပေါ့ဗျာမှန်ပါဗျာဖြစ်သွားတဲ့ကိစ္စရေပေါ်မှာဒီလိုလက်လွတ်တရမှာပေါ့နော်ဗျာမှန်ပါဗျာပြီးတော့โอเคယူအဲ့လိုအားလုံးမှာခြေလက်အံကလက်မစွန့်လို့ရဘူးဘာမှဖြစ်မှာဆိုတော့နောက်ဆုံး တပြုတ်လို့လို့ဟာပအဝန်းချံကိုကြည့်ပြီးတော့ဒီလိုလိုအတွက်အတိညာလေးရအောင်ဒီလိုယူရမှာဗျာအဲ့တော့ခြေလက်အံကဆုံရှုံသွားတဲ့ပုံကိုတောင်မှဒီလိုခုနပြောသလိုနာကြားဝင်နားနေအကောင်းကြီးခြံခဲ့တယ်ဒီဗျာမှန်ပါဘူးမြို့ဖို့ရမျက်လုံးနေအကောင်းကြီးခြံဒီလိုလိုပါလောကလူမှုဆက်ဆံရေးရဒီလိုလိုအတွက်အဓိကကုသိုလ်ယူပေးနေတာကမျက်စိနဲ့နားလေဗျာအဲ့တော့မျက်စိနဲ့နားအခါဘလော့ချ်အရေးကြီးလဲဆိုတော့တချို့သောလူပါဝါဆက်ပြန်ပါနေတယ်ဗျာ ီမျက်စိနဲ့နားရရှိတယ်လေဗျာအဲ့တော့အခုလက်တွေခြေတွေဆုံးရှုံးသွားပြီးတိုင်အောင်တပြိုတော့သူကစိတ်တမကြပဲနဲ့ဒီလောကကြီးရဲ့တန်ခါရသဘောတွေအကျိုးအကြောင်းသဘောတွေစီကတပြိုတော့သူရနိုင်ကြများရအောင်ကိုယ်အတွက်အကောင့်တွေရအောင်ယူချရမယ်လို့တော့အဲ့တပြိုတော့အဲ့လိုတိုက်တွန်းချင်ပါဗျာဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်အေးအကျိုးအကြောင်းပုံလို့ခန္ဓာကိုယ်အတက်ပေါ်တပြိုတော့ပါသွားရမယ်အခြေအနေမျိုးကြုံရပြီလို့ဆိုရင် ကိုဘဝကိုပြည့်ပြည့်ဝဝနဲ့အတိညာနဲ့နေထားတဲ့အတွက်တပီတော်တို့လိုက်ွားရုံနဲ့ပေါ့ဗျာ။ဘာမှဒီလိုလို့နောက်ဆုံးပြန်လာမရှိပါဘူးဗျာ။ညဆော့ဗျာလက်ထပ်ပြီးရောလို့ဒီဟိုကျွန်းမှာကြားဆွဲသွားတယ်ကိုတော်လို့ပေါ့ဗျာ။မမအဲ့ဒီလိုမျိုးနဲ့ကြုံတော့လေအတိညာနဲ့ရင်ဆိုင်ဖြည့်ရှင်းပြီးတော့တွားလိုက်ရင်နောက်ဘဝဆိုတာဒီလိုလို့ပါ နောက်ဘဝဆိုတာရှိရမယ်အကြောင်းရှိနေပြီညာနောက်ဘဝဆိုတာရှိနေအောင်ပါလေဗျာအဲ့တော့အဲ့လိုအတိညာနဲ့သွားမယ်ဆိုရင်ဒီလိုလိုတွေ့အဆန်သားမြတ်တဲ့ဘဝတွေကို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 ဘရိတ်ကိုရဲ့ဂီယာကိုဝဲဘဝကိုထိန်ချောင်းသွားနိုင်တာပေါ့ဗျာနုံမဟုတ်ဘူးဆိုရင်အရာရာကိုဒီလိုကုသိုလ်နဲ့အမြတ်မထုတ်တာဘူးဆိုရင်ပိုက်ဆံတွေဘလောက်ပေါ်ပေါ်ပညာတွေဘလောက်ပဲတတ်တာတပြိတော့လူရဲ့တန်ခါရတွေဟာဒီလိုလိုတွေ့နေကြွားဖို့ပဲဖြစ်မယ်လေဗျာဒါကြောင့်မို့လို့ အဲတာဒီလိုတာဒနာမထမ်းဒီကောဒီလိုတိုက်ပြီးပြီးသားဒီကောဘလောက်ကြီးမှချမ်းတမ်းတဲ့လောကအနေနဲ့ရန်ဆိုင်ရပြီဖြစ်စေဟုတ်လားကို့အတွက်ဘာတွေကောင်းတဲ့အပညာတွေကုသိုလ်တွေရယူနိုင်မလဲဆိုတာကိုရယူစေချင်ပါတယ်အဲ့ဒီလိုရယူလိုက်တယ်ဆိုရင်ရယူကမရှိတော့အောင်တေချမ်းတရားနဲ့ရန်ဆိုင်ရသွားတိတိုင်အောင်တပည့်တော်တို့နော့ဆာမတမ်းပဲနဲ့မိမိကိုယ်ကိုမိမိ အဆုံးစုံတွေတောင်းယူသွားနိုင်တဲ့အထိတပြုတော့ကမျက်စောပြရဲ့တပြည့်သားမြေပြီးရန်ဆိုင်ဖြည့်ဆန်းနိုင်မှာဖြစ်တယ်လို့ပဲတပြုတော့ပြောချင်ပါတယ်ဗျအမုံနဲ့ကြည့်ပါရဗျာဘုံဘုံနဲ့တပြုတော့တွေ့ဆုံမှန်းလေးကိုဘုရားတာနာရှိတဲ့တိတ္ထုနဲ့တွေ့လို့ပြီးဆုံးလိုက်ရင်လည်းပြီးဆုံးလိုက်အောင်ပါဗျာပါဗုဒ္ဓသာသနာစီရန်တိတ္ထုဗုဒ္ဓသာသနာစီရန်တိတ္ထုဗုဒ္ဓသာသနာစီရန်တိတ္ထုသာဓုသာ ြည်မှန်းချက်နဲ့ဘဝကိုတိဆောက်တာမဟုတ်ပဲယုံကြည်ချက်နဲ့တိဆောက်တဲ့ကမ္ဘောဇာဆရာတော်အမိယကမ္ဘောဇာတိပိတကဘုံဘုံဖျားကိုတပိတော်ဓနုတိပိတကဓမ္မပန္နာကြီးဆရာတော်ဘုရားအဖြစ် တကယ်ကိုယဉ်နေရတမျက်တမျိုးအခုလိုမြင်းမြန်ဆွေးနွေးခဲ့အဲကြီးကြီးတတာရှင်ရှင်ပြပြအမတ်တရားနဲ့တန်ဖိုးရှိလာတဲ့စကားတွေကိုဟောကြားပြတဲ့ဘုံဘုံတပိတော်အမြဲတမ်းလဲဆရာရင်တယောက်လို့ အဲတပည့်တော်လည်းတပည့်ရင်းတယောက်ကိုအမြဲတမ်းဆုံးမနိုင်တယ်လို့အဲတပည့်တော်အလူရှိတဲ့အခါဖုံဖုံဖုံးဆဲပြီးတော့ကျန်တဲ့အတ္တိကဆရာတော်တွေနဲ့တကယ်တာနာမှုလုပ်ငန်းတွေအတွက်ဖုံဖုံတပည့်တော်ညွှန်ကြားပေးပါလို့တပည့်တော်ကကိုယ့်ကိုယ်ကိုဝန်ခံရင်းအဲဒီတွေ့ဆုံကောင်ဒီများနဲ့ကျင့်တတ်ပါလေ။